အားလုံးပဲမင်္ဂလာပါရှင်လူနာဒီဆိုးဖေ့ချ်ကနေပြတော့ကြိုဆိုပါရစေအခုဒီကိုစိတ်ဝင်စားနေတဲ့သူကိုနဲ့သက်ဆိုင်တဲ့သူပေါ့နော်ဆိုတော့ तू ဘာတွင်းနေလဲဆိုတဲ့ဟာကို pi နှစ်ခု pi 1 and 2 pi 1က amethyst crystal လေး pi 2ကကြတော့ clear quartz crystal လေးနို့တုံးပြီးတော့ဒီ therapy တွေနေလောက်ပေးထားပါတယ်ဆိုတော့ပုံမှန်အတိုင်းပဲ therapy ဒီပုံလေးတစ်ခုပေါ့နော်ရွေးချယ်ပြီးတော့အနောက်မှာသူနဲ့တက်ဆိုင်တဲ့ territory တွေလေးကိုဖတ်တွက်ကြည့်လို့ရပါတယ်။အာ comment တွေလည်းပေးပေးပါအောင်နော်။ဆိုတော့ဒီကိုယ့်အတွက် personal reading ကြည့်ချင်တယ်ဆိုလည်းလူနာဒီ soul page ချနေပြီးတော့ကြိုဆိုပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။လူနာဒီ soul page ချနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်။အခုဒီ pie 1ပေါ့နော်။ amethyst ခရမ်းစွဲပုံလေးကိုရွေးချယ်ထားတဲ့သူတွေအတွက် ဒီကိုသဘောကျနေတဲ့သူအဲကိုစိတ်แท้ရှိနေတဲ့သူက သူဘာတွေတွေးနေလဲပေါ့နော် သူဘာတွေတွေးနေလဲသူစိတ်တွေဘာတွေရှိနေလဲဆိုတော့ကိုဒီ tarot card လေးကိုအာ tarot card လေးနဲ့ကြည့်ပေးထားပါတယ်ဆိုတော့ဒီဟာဒီ general reading ဖြစ်တဲ့အတွက်ကိုအတွက် energy ကိုက်ချင်မှာကိုက်ပါလိမ့်မယ်တကယ်လို့ကိုအတွက်မကိုက်ဘူးဆိုလို့ရှိရင်လည်းအတီမီယူပါနဲ့ပေါ့နော်ကိုအတွက် personal reading လေးတွေ labradorunity soul page မှာမေးလို့ရပါတယ် ီတော့နောက်တစ်ခုကဒါကိုဟို fan ပေါ့နော်ဟို fan အနေနဲ့ပဲယူပါအရင် seriously အရင်မယူပါနဲ့လို့ပြောချင်ပါတယ်ဆိုတော့ဒါက pie 1ရွေးချယ်တဲ့သူတွေအတွက်ပေါ့သူကဘာတွေးနေလဲဆိုလို့ရှိရင်ဒီမှာ the star ပေါ့နော် the star ရဲ့ three of ones ရဲ့ဆိုတော့ तू ကအခုချိန်မှာလုံးဝအနာဂတ်ကိုသူ့ရဲ့အနာဂတ်ကို focus လုပ်နေတဲ့သူဖြစ်လိမ့်မယ်အဲနောက်ပြီးတော့သူ့ရဲ့ရှေ့ရေး plan သူ့ရဲ့ ဟို long term plan ပေါ့နော်ရေရှည်ပျော်ရွှင်မှုကျန်းမာရေးဒီငွေရေးကြေးရအစပေါ့နော်သူ့အတွက် life plan တွေကိုသူဘယ်လမ်းကြောင်းရှောက်မလဲသူရဲ့ life path ကဘာလဲဆိုတာကိုအဓိက focus လုပ်နေတဲ့သူပေါ့နော်တကယ်ကိုယ့်ရဲ့ရှောက်လန်းမဲ့လမ်းကြောင်း focus လုပ်နေတဲ့သူဖြစ်ဖို့များတယ်သူအဲ့ဒီအကြောင်းကိုပဲအဓိကတွေးဖြစ်နေတယ် ါပြတော့ဗောနော်သူဒီမှာအလိုမပြည့်တဲ့အရာတွေသူမဖြစ်ချင်တဲ့အရာတွေဗောနော်ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းသူစူးစမ်းဖို့ရှိသေးတဲ့အရာတွေအပေါ်မှာပဲ focus လုပ်ပြီးတော့အဓိကကဘာအလုပ်လုပ်ကြရမလဲဘယ်လိုလမ်းကြောင်းသွားရမလဲဘယ်ဘွားရဲ့ life ဘယ်လမ်းကြောင်းရွေးချယ်ရမလဲဆိုတော့အဓိကတွေးတောနေတဲ့အဲစပြီးတော့ action ယူနေတဲ့သူဖြစ်နိုင်နေပေါ့နော်နောက်တစ်ခုက तू ကဒီမှာ king of swords အရာကကြတော့ဒီအုံနောက်ပိုင်းကိုဦးစားပေးရပေါ့နော်အုံနောက်နဲ့တွေးတယ်စုံဖြတ်တယ်အဲ့လိုအုံနောက်ကိုဦးစားပေးထက်တဲ့လူဖြစ်နိုင်တယ်ဆိုတော့ခုချိန်မှာသူ့မှာရွေးချယ်ရတဲ့လမ်းကြောင်းတွေရှိနေတာမျိုးလည်းဖြစ်နိုင်တယ်သူ့ရဲ့ဒီလောက်ကရမယ့်အလုပ်တို့ဟိုငွေကြေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ခုစဉ်းစားနေရတယ်အဲရွေးချယ်ဖို့လုပ်နေတယ်ဆိုတဲ့ဟာကိုပြရတယ်ပေါ့နော် ဒီကက်နေတွေအရာကကြတော့သူကပေါ့နော်ဟိုကအပေါ်မှာအခုဒီဖိုင်ဝမ်းကိုရွေးချယ်ထားတဲ့သူတွေအပေါ်ကိုစိတ်ဝင်စားမှုတော့ရှိရဲ့ဒီမှာပေါ့နော် fashion ရှိရဲ့တကယ်လို့ဒါကိုကြည့်တဲ့သူကပေါ့နော်ကိုယ့်ရဲ့ချစ်သူကြီးစားမဟုတ်ဘဲနဲ့အဲကိုယ့်ရဲ့ crush တို့ဘာလို့ဆိုလို့ရှိရင် तू ကလည်းတင့်ပေါ်မှာစိတ်ဝင်စားမှုရှိနေတယ်ဆိုတာကိုဒီကက်တွေကပြတယ်ပေါ့နော်တကယ်လို့ဒါကကိုယ့်ရဲ့ချစ်သူအတွက်ကြည့်ရဲဆိုလို့ရှိရင်လည်း तू ကတင့်ပေါ်မှာ fashion မရှိရမျိုးမဟုတ်ဘူးပေါ့နော်စိတ်ဝင်စားမှုမရှိရမျိုးမဟုတ်ဘူး तू က သူ့ရဲ့ခုနကပြောတဲ့လမ်းကြောင်းတွေကိုအဓိကအာ long term plan ကိုပေါ့နော်ရေရှည်ကိုတွေးနေရတဲ့အတွက်ခုချိန်မှာခရီးဆိုင်မိတာမျိုးအဲစတခါနေစိတ်မရှိတာမျိုးအော်ဟင်းမိတာမျိုးဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့နော်ဒါဒီကိုယ့်အပေါ်မှာစိတ်ဝင်စားမှုမရှိလို့မဟုတ်ဘူးဆိုတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်ဒီထက်လေးအရာကတော့ဆိုတော့ပေါ့နော်ဒီ pi 1ကိုကြည့်တဲ့အခါမှာဒီ pi 1ရဲ့ energy ကဒီကိုအခု ကိုကြည့်ရတူကပေါ့နော်ကိုအခုကြည့်နေတဲ့သူကသူသူသူဒီအဲမျက်နှာများတဲ့သူမျိုးတို့ဟိုကလင်ကကြည့်ဖြစ်တတ်တဲ့သူမျိုးတို့မဟုတ်ဘူးပေါ့နော်သူဒီလုံးဝသူ့ရဲ့ life address ကိုလောက focus ထားပြီးတော့အဲကြိုးစားနေတဲ့လူတယောက်ဖြစ်တယ်လို့အကြံဖြင်းပြောလို့ရတယ်ဒီခက်လေးအရာပေါ့နော်အဲ့လိုပြောလို့ရတယ်သူအရှိမဒီသူ့ရဲ့ life plan အတွက်အနာဂတ်အတွက်အများကြီး plan နေဆွဲနေတယ်ပေါ့နော်ဆိုတော့ ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်လူနာဒီဆိုးဖေးချနေပြီးကျေးဇူးပါတယ်အခုဒါ fine two ကိုရွေးချယ်ထားတဲ့ဒီဟို clear crystal လေးကိုပေါ့နော်ရွေးချယ်ထားတဲ့သူတွေအတွက်သူပါရင်တွင်းနေလဲဆိုတော့ terror region လို့လောက်ပြီးมาဖြစ်ပါတယ်ဆိုတော့ဒီ pine ကိုရွေးချယ်ထားတဲ့သူတွေပေါ့နော်ဆိုတော့အခုဒီရွေးချယ်ထားတဲ့သူတွေကနေစိတ်ဝင်စားနေတဲ့သူသူခုဘာတွေတွင်းနေလဲ ဆိုတဲ့ဟာကိုဒီ terror နဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲ့ပထမဆုံးပေါ့နော်ကျမရန်အံ့အော်မိတာတစ်ခုရှိရယ်ဘာလဲဆိုတော့ဒီမှာ major cat တွေပဲပေါ့နော် terror မှာ major cat minor cat ဆိုပြီးတော့ရှိတယ်ဆိုတော့ဒီ88 cat ထဲမှာမှာပေါ့နော် major cat ကအနည်းစုပေါ့နော်ပါတယ်ဆိုတော့အဲ့ဒီမှာအခုကြည့်လိုက်တဲ့ဆဲလိုက်တဲ့ cat တွေအကုန်လုံးကဒီ major cat တွေပဲဖြစ်နေတယ်အခုဒီမှာ6 cat ဒီရှိကန်စလုံးကမေဂျာကတ်နေကတ်တွေပဲဖြစ်နေတာပေါ့နော်အရန်ကိုထူးဆန်းတယ်ကျွန်မအဲ့လိုတခါမှဒီ reading အမှအဲ့လိုမဖြစ်ဘူးပေါ့နော်အခုက minor လောင်းကမပါဘဲနဲ့ major cut တွေပဲထွက်ကြလာတယ်ဆိုတော့ဗာဒိတ်ပဲလဲဆိုလို့ရှိရင် major cut ဒီအဓိကက long term energy ကိုဖော်ပြတယ်အရန်ကိုခိုင်ခိုင်မာမာဖြစ်တဲ့အဲ energy ပေါ့နော်ပြီးတော့လဲရေရှည်ဖြစ်တဲ့ long term ဖြစ်တဲ့ energy ကိုဖော်ပြတယ်ပေါ့နော် နောက်တစ်ခုကဒီမှာအခုကြားတဲ့ကတ်လေးတွေထဲမှာလုံးဝဟို positive ကတ်တွေရွေးများတယ် positive ကတ်လေးတွေအဝါရောင်ပျော်ရွှင်မှု ကိုကိုစားပြုတဲ့ကတ်တွေများတယ်ဆိုတော့အဲ့ဒီသူတို့ဒီအခုလက်ရှိအချိန်မှာအခက်အခဲရှိနေရင်တော့မှပဲအဲ့ဒီအခက်အခဲတွေကိုဘယ်လိုမျိုးအခွင့်အရေးဖြစ်သုံးချရမလဲဆိုပြီးတော့ကြံရွယ်နေတဲ့သူတွေအဲ positive အမြင် optimism နေပေါ့နော် positive အမြင်ရှိတဲ့သူတွေဖြစ်နိုင်တယ်ရန်ကိုနောက်တစ်ခုကဒီမှာဆလာကြရဒီမှာ temperance ကထွက်တယ်ပေါ့နော် temperance ခက်ခါကြတော့အေးချမ်းမှုတည်ငြိမ်မှုစိတ်စိတ်ငြိမ်သက်မှုပေါ့နော်အဲ့ဒီဟာကိုဦးစားပေးတဲ့သူတွေဖြစ်တယ်ဆိုတော့အခုလက်ရှိမှာတို့တွေဒီစိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအေးချမ်းမှုပဲအဓိက focus လုပ်နေတဲ့သူတွေဖြစ်ဖို့များတယ်ပေါ့နော်နောက်တစ်ခုကတို့မှာအဆုံးမသက်သေးတယ်အဆုံးမသက်ရသေးတဲ့အဆုံးသက်ရမယ့် project တွေ plan တွေဟိုပညာရေးဆိုလို့ရှိရင်လည်းပြီးဆုံးတော့မှမျိုးတွေဒါမျိုးလေးတွေရှိနေနိုင်တယ် အဆုံးသတ်ရမယ့်အရာလေးတွေရှိနေတယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အာစ조사နေတယ်နောက်တစ်ခုကဒီမှာ wheel of fortune အရာကနောက်ထပ်ပညာဆက်တင်မှုတွေလည်းရှိနိုင်တယ်ဒါနိုင်ငံညာအပြောင်းရွှေ့ရှိတာမျိုးတွေခရီးသွားရတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ဒီမှာ herofan တို့ magician တို့ပေါ့နော်ဆိုတော့အခုချိန်မှာပေါ့နော်သူတို့ဒီသူတို့ဟိုဆန္ဒရှိတဲ့အရာလှုပ်ချင်တာကိုလှုပ်ဖို့အတွက်သူတို့မှာ တော်တော်လေးကို ability ရှိနေတာမျိုးအရေးချင်းရှိနေတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အခုဒီခက်လေးတွေအရာကသူတို့ဒီသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာကိုဘယူဆိုင်နေုံသာမကပဲနဲ့ပေါ့နော်သူတို့ရဲ့ long term လုပ်ရမယ့်အရာတွေကိုလည်းမျက်ချိန်မပြတ်ဘူးပေါ့နော်အဲ့ဒီဟာတွေအတွက်လည်းသူတို့စူးစမ်းနေတဲ့နေရာမှာပါတယ်음ဒါပေမဲ့အဲ့ဒီဟာမှာလည်းလေဒီဒီ ပေါ့နော်ပြောမယ်ဆိုရင်အပေါ်ယံပျော်ရွှင်မှုတွေကိုနဲ့တာယာပျော်ရွှင်နေတာမျိုးမဟုတ်ဘဲနဲ့လုံးဝ deeply သွားနေကြတဲ့လူတွေပေါ့နော်လုံးဝအတွင်းနဲ့နဲ့အတွင်းကြကြနိုင်ငံကိုရှာဖွေနေတဲ့တွာလာတွားနေတဲ့သူတွေဖြစ်တယ်နောက်တစ်ခုကကိုယ့်ပေါ်မှာစိတ်ဝင်စားမှုရှိသလားဆိုလို့ရှိရင်သူတို့လည်းဒီမှာ lovers cat ပေါ့နော်ဒီမှာမေးလိုက်တဲ့အချိန်မှာဒီ loversness ဒါလေးကြရဲဆိုတော့အာသူတို့ဒီလေအတင်းပေါ်မှာစိတ်ဝင်စားမှုရှိပါတယ် တကယ်လို့တင်ရတာ crash အတွက်ကြည်နေရဆိုလို့ရှိရင်သူတို့ကလည်းတင် crash နေတာကိုသိနေရပေါ့နော်အာတင်ပေါ်မှာစိတ်ဝင်စားမှုရှိတယ်ဒါကိုယ့်ရဲ့ချစ်သူအတွက်ဆိုလို့ရှိရင်ကြည်တာဆိုလို့ရှိရင်လည်းသူ့ရဲ့ဒီ land down life plan ထဲမှာကိုယ့်ကိုထည့်ကိုယ့်ကိုထည့်စဉ်းစားရပေါ့နော်ကိုယ်နဲ့အတူတူသွားခြင်းနဲ့ဟာရှိတယ်ဆိုတော့ဒီဒီဟိုဖြစ်ဖို့အတွက်သူစ조사နေရပေါ့နော်ဆိုတော့ဒီဟာဒီအာတော်တော်လေးကိုလည်း positive ဖြစ်တဲ့ region လေးဖြစ်ပါတယ်တော်တော်လေးကိုလည်းကောင်းတယ်ပြီးတော့သူရဲ့သူရဲ့ဒီကံအနေထားကံအခြေအနေတွေရလည်းကောင်းနေတယ်ဆိုတော့ဆက်လက်ပြီးတော့ရှာဖွေဖို့ကိုအားပေးပေးပါလို့ပြောချင်ပါတယ်ခြေစစ်တမန်ရှင်